တော်ကာရင်းချက်ပါပါလိုအပ်တာကတော့ကျက်သွန်ပြူရယ်အာလူးရယ်ခွန်လောင်းဥနီရယ်ကျက်သွန်နီရယ်တို့ပါတယ်ဟုတ်ကဲ့ကျွန်တော်ချက်ပါမယ်ကျွန်တော်ဒီလိုက်ဖိုက်ပါကြည့်ကြပါဆက်ဆောက်ဆုံးကျွန်တော်တို့ကျက်သွန်ပြူကိုထည့်လိုက်ပါတယ်ထမေဘာအဲ့တော့ကျက်တော်ကြီးဒီကျွန်တော်နည်းနည်းလှော့နေပါတယ်။ဒါစီလေးနည်းနည်းပင်ကလေးထည့်ထားပါတယ်။ အစီလေးရဲ့ချက်တော့စီးတက်တာပါဟုတ်ဒုတိယတစ်ယောက်ကတော့မုံလောင်းနီပါမုံလောင်းနီထပ်ပြီးတော့အဲ့လိုပါပဲသူ okay မူတိုက်ပါလေဒီလေးတော့နည်းနည်းထည့်ရပါမယ်ဒီနည်းနည်းထည့်ရပါလေဘောကမတူပါအောင်ပါနောက်ချက်တော့နီကိုထပ်ထည့်ရပါလေဒီဘန်ဟင်းလေးရခါရဲပါမာလူပါတော့ဒီတော့ဘက်ကလိုင်းချက်တဲ့ပုံစံမျိုးပါပဲဟုတ်ကဲ့အခုကနောက်ဆုံးအားမြင့်ထည့်လိုက်ပါလေ အလုပ်ထည့်ပြီးတော့ကိုယ်ပါတယ်အခုမေးတဲ့အခုလည်းခက်ပြီးမြင်ပြီးတဲ့အနေအထားမျိုးပါကြားတဲ့ခါမှာကျွန်တော်တို့အနေထက်ပါမယ်ကိုယ်ပါမယ်ဆုံးမပါလားကိုယ်ရဲ့အနေအထားကဒီလိုဖြစ်သွားပါပြီကျော်သွားပါပြီဟုတ်ကဲ့ဒီလိုထည့်ပါမယ်ဒီလိုဒီတစ်ခွက်ထည့်လိုက်ပါလား ဆက်ပြီးတော့ငါကဘူးဆက်ပူရပါမယ်ပူရရင်ကျွန်တော်ပါမယ်ဟုတ်ကဲ့ဟုတ်ပြီကြပါပြီဟုတ်ကဲ့အဲ့တော့7မိနစ်လောက်ထည့်ထားပါမယ်ခါရယ်ခါရယ်တော့မှခါရယ်အနှစ်ကိုထည့်ရပါဒီလကကျွန်တော်တို့ခါရယ်ရင်းချက်နေတာဒီအနှစ်ကိုကျွန်တော်ထည့်ရပါမယ်ဟုတ်ကဲ့ ချီ Java Curry ဟုတ်ခါရဲအနှစ်ပါခါရဲအနှစ်ပါဒီစတမနှစ်ပေါင်းတောင်းတောင်းကြော်ပါလေဟုတ်ပုပ်ပဆူရဲကိုထည့်လိုက်ပါလေခါရဲအနှစ်ကိုပြန်ဥကြည့်ဝမ်းလာမလားအဲ့ခေတ်ဟုတ်ခါရဲရင်းပါညစာကောင်းပါလေ တော်ကလာပဲဟင်းလို့ပါအဲဒါပေမဲ့သူ့ရဲ့အခိုင်အမာပုံပြီးတော့ပြည့်စုံပါတယ်စပယ်ရှယ်ပါအဲ့ဒီနည်းနည်းပြတွယ်တွယ်လေးဆိုရပါပြီ။ဘုသူရဲ့အပြီးမှပါတဲ့ခါရတက်တည်းရဲ့ခုနထက်တဲ့ခါရတဲ့နေ့ရဲ့ရောဆက်ပြီးတော့နည်းနည်းပြတွယ်တွယ်လေးဖြစ်ရင်ကျွန်တော်ရပါပြီ။ဟုတ်။ရှိုးလို့နည်းနည်းငပြားရည်နည်းနည်းထည့်ပါမယ်။

နာပုံပုံလေးကိုထည့်ပြီးရခါမှာဆက်ပြီးတော့ကျွန်တော်တို့နည်းနည်းမှုတ်ပြီးပါမယ်တကယ်လို့အကွာကနည်းနည်းအချင်းမကြိုက်ဘူးဆိုရင်မထည့်ပါနဲ့အချင်းကြိုက်တယ်ဆိုရင်တော့ပုံပုံလေးရှောက်ယူထည့်လိုက်ပါဟုတ်ကဲ့ပါအခုဆိုရင်နည်းနည်းလေးဖြစ်ပြလာပါပြီသူဟင်းပုံစံချိပါမယ်ခါရီအတွက်ကြောက်နှလုံးထပ်ပြီးတော့ပါမယ်ဟုတ်ဟိုနွားနှုတ်ရှိရင်နွားနှုတ်ထည့်လို့ရပါတယ်ဟုတ်သူကစားလေးနည်းနည်းထည့်ရပါ ဆာလေးနည်းနည်းထည့်ရပါကြောပါမယ်။ဦးတွေ့ရတာတော့ဟိုထောပတ်ခဲလေးပါ။ဘတ်တာပါ။ခါရင်းဟာအစ်စ်နေအများကြီးလောက်ရပါလေ။ကျွန်တော်တို့ကြည်နေနေဟိုတော်တော်လေးကိုမောလာပါလေ။သူ့ကြည်ရလောက်ရ။တပ်ပြင်ကျုပ်ကလောက်ထားတော့ထဲပါမယ်။ကျုပ်ကြောပါမယ်။ ငါရိုးရိုးစီနေမဟုတ်ဘဲနဲ့သူကထော်ဘက်စီနေကြွားပါအဲ့တော့ကျုပ်ထော်ဘက်ပုံစံဖြစ်သွားပါမယ်ဟင်းတယ်မတဲဒါကျုပ်ပေါ့အင်းမထမင်းပေါ့အုပ်ဟုတ်ပြီးွားရင်ဒီအဲထမင်းပေါ့ဒီအကျုပ်အုပ်မှာပါကျုပ်အုပ်ပြီးမှအပေါ်ကနေကာရဟင်းကိုဆမ်းမဲ့ပုံစံမျိုးဖြစ်ပါတယ်ဟုတ်ကဲ့ထမင်းပေါ့ကျုပ်အုပ်လိုက်ပါတယ်ကာရဟင်းဟုတ်ပြီးဦးနာချက်ထားတယ် ခါရဟင်းကိုပေါ်ဆမ်းပါမယ်။အောက်မှာထမင်းမှာပေါ်မှာကြုံနဲ့ခါရဟင်းပါ။အခုဆိုရင်ရတာရှိတော့ခါရဟင်းနေရာတစ်ခွက်ကိုရပါပြီ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။